1990မတိုင်ခင်တည်းမြမစစ်အစိုးရလက်တက်မှာအတန်တက်မြန်တဲ့နှုံးနဲ့မောင်းနှင်နိုင်တဲ့ဇက်တိုက်လေရင်မပိုင်ဆိုင်ပါဘူးမြမလက်တက်ရဲ့ပထမဆုံးအတန်တက်မြန်တဲ့တိုက်လေရင်ကတော့တရုတ်ထုတ် F7 လေရင်ပဲဖြစ်ပါတယ်လက်တက်ရဲ့ F7 ပထမဆုံးလေရင်အုပ်အဖြစ်စဲစီကိုမြန်မာနိုင်ငံစီတည်ယူဖို့1990ခုနှစ်ဇူလိုင်လ19ရက်အာဇာနည်နေ့မှာကုမင်းမျိုးစီထွက်ခွာခဲ့တယ်လို့လေတက်ဦးစီးချုပ်ဟောင်းဖြစ်သူလက်ရှိကြံခိုင်ရေးဒုတိယဥက္ကဋ္ဌ ဘိုးချုပ်ကြီးအငိမ့်စာဥမျက်ဟင်ကသူ့ရဲ့မြမဝဟင်ထက်ကအတန်ထက်မြန်သောပြန်တမ်းမှုများဆိုတဲ့စာအုပ်မှာရေးသားထားပါတယ်။ကုမဲမှာအဆဲပန်ပြန်တမ်းမှုကိုတရုတ်လေတပ်ကလေ့ကျင့်တင်ကြားပေးရမှာပြန်တမ်းချိန်နာရီ30ထက်မပိုခဲ့ပေမဲ့မေထီလာလေတပ်စီမောင်းနှင်ပြီးတည်ယူလာနိုင်ခဲ့တယ်လို့ဆိုထားပါတယ်။ဒါပေမဲ့အဆဲပန်ဟာမြန်မာနိုင်ငံကိုဆောက်ရောက်ကြတဲ့ကအစင်မပြေမှုကြုံရတယ်လို့ဥမျက်ဟင်ရဲ့စာအုပ်အရသိရပါတယ်။အဆဲပန်မတိုင်ခင်လေတပ်မှာတုံးနေတဲ့တိုက်လေရင်တွေဟာ အမေရိကန်ထုတ်တွေဖြစ်ပြီးလေယာဉ်မှူးအုတ်ထုံမှာအောက်ဆီဂျင်အသက်ရှူခွက်နဲ့ရေဒီယိုစကားပြောဆက်တပါးတည်းပါခဲ့ပေမဲ့ F7 မှာတော့အုတ်ထုပ်ကတက်တက်အောက်ဆီဂျင်ရှူခွက်နဲ့စကားပြောဆက်ကတက်တက်စီဖြစ်နေတာကြောင့်ဆက်သွယ်ပြောဆိုမှုအခက်အခဲရှိပြီးပြန်တမ်းရေးအတွက်အန္တရာယ်မကင်းရှင်းဘူးလို့လေတက်ဦးစီးချုပ်ဟောင်းဦးမြတ်ဟင်းကရေးသားထားပါတယ်။အဲ့ဒီပြဿနာကိုလေတက်အင်ဂျင်နီယာအဖွဲ့ကလေတက်မှာသုံးနေတဲ့အမေရိကန်ထုတ်တိုက်လေယာဉ်တွေရဲ့ရေဒီယိုစကားပြောဆက်အစိတ်အပိုင်းတွေနဲ့ ဂျာပန်ပရုတ်စီတန်ဘူးခွန်နဲ့ပေါင်းဆက်ပြီး F7 တိုက်လေယာဉ်မှုတွေအတွက်စကားပြောဆက်အဖြစ်ဆက်သွယ်ပြောဆိုမှုအဆင်ပြေအောင်ဖန်တီးပေးခဲ့ရပါတယ်။ဦးမြတ်ဟင်ရဲ့စာအုပ်ထဲမှာတော့လေတပ်အတွက်ခင်မီတိုက်လေယာဉ်လိုအပ်နေချိန်မှာနိုင်ငံတကာရဲ့ပိတ်ဆို့မှုတွေအရလွယ်လင်းတကူဝယ်ယူလို့မရဘဲတရုတ်အစိုးရကပဲရောင်းချပေးတာလို့យေတာထားပါတယ်။ဒါပေမဲ့မြန်မာလေတပ်ကဝယ်ယူခဲ့တဲ့ F7 စုစုပေါင်းအစီးရင်နဲ့တစည်းစီရဲ့တံမိုးကိုတော့ထည့်မရေးထားပါဘူး။ F7 ဟာစစ်အေးခက်မှာဆိုဗီယက်ပြည်ထောင်စုကထုတ်လုပ်တဲ့ MiG-21 ကိုအခြေခံပြီးတရုတ်နိုင်ငံကတိစောက်ထားတာဖြစ်ပါတယ်။မူရင်း MiG-21 တွေကလည်းပြတ်ကျပြီးလေယာဉ်မှုသေဆုံးတာများတာကြောင့်ပြန်တန်းနေတဲ့ခေါင်းတလား Flying Coffin အဖြစ်နာမည်ဆိုးနဲ့ကြော်ကြားပါတယ်။ Jet Engine တစ်လုံးတည်းလေယာဉ်မှုတဦးမောင်း F7 ဟာအပေါ်စားတိုက်လေယာဉ်ဖြစ်ပြီးလေယာဉ်ချင်းဝဟင်စီးကျင်းတိုးတိုက်ပွဲတွေအတွက်တရုတ်ကအရေးရထုတ်လုပ်ခဲ့တာပါ။ဝဟင်ကြားဖြတ်တိုက်ခိုက်ရေးတိုက်လေယာဉ်ဖြစ်ပေမဲ့ မြန်မာလေတပ်မှာတော့ဘုံကျဲတော်မြေပြင်ပြတ်မှတ်တွေကိုပြက်ခတ်တိုက်ခိုက်မှုတွေမှာအသုံးချပါတယ်။ပြည်ရင်းစစ်မှာ F7 တွေကိုလေတပ်ကတောက်လျှောက်အသုံးချခဲ့တယ်လို့2021ခုနှစ်တကြောပြန်အာဏာသိမ်းမှုအပြီးလက်နက်ကင်တော်လှန်မှုတွေကိုလေကြောင်းကနေအပြုတိုက်ခိုက်ရမှာ F7 တွေလည်းပါဝင်ခဲ့ပါတယ်။ of 7တွေဟာတက်တန်အဖြစ်အုံမင်းပြီးခင်မမီတော့တာကြောင့်နေပြီးတော့ကစစ်သမိုင်းပြတိုင်းရှိမှာ of 7အစည်းအချို့အနာပေးထားတာတွေ့ရမှာပါဒါပေမဲ့အာနာတိန်စစ်ကောင်စီဟာ ြေပြင်စစ်ပွဲမှာအရေးနှိမ့်တဲ့အခါတိုင်းကျင့်သုံးနေကြဖြစ်တဲ့အရက်ပတ်စစ်ပတ်မခွဲခြားတဲ့လေကြောင်းတိုက်ခိုက်မှုတွေအတွက်တပ်တန်းလုံး F7 တွေကိုပါထုတ်သုံးရတဲ့အခြေအနေကိုရောက်လာတာဖြစ်ပါတယ်။တကယ်တော့ F7 ဟာမကြာခဏပြတ်ကျပြီးလေရင်မှုတွေအနေစာရောက်တာကြောင့်ခေါင်းတလားပြန်ဖြစ်မြမလေတပ်အတိုင်းဝိုင်းမှာကြော်ကြားပါတယ်။အနည်းဆုံးကာလတွေကိုပြန်ကြည့်ရင်ပြီးခဲ့တဲ့2018ခုနှစ်အတွင်းမှာတောင်ငူနဲ့မင်းဘိုးမြို့နယ်အတွင်း F7 3စီးပြတ်ကျပြီးဗိုလ်မှူး2ဦးနဲ့ဗိုလ်ကြီး2ဦးတိုက်ဆုံးခဲ့ရပါတယ်။ စကောင်စီစစ်ရုံးကျောအခြေဆိုင်ရာနေပြည်တော်ကအေလာလီတက်စကမ်းမှာလဲ2016ခုနှစ်မတ်လအတွင်း F7 တစီစင်းတက်ရမှာအချိန်ထင်းတဲ့လေထီးပြုတ်ထွက်သွားလို့ပြေးလဲချော်ထွက်ပြီးထိခိုက်ပျက်စီးတာမျိုးဖြစ်ခဲ့ပါသေးတယ်။အဲ့ဒီတစ်ချိန်မှာတော့လေယာဉ်မှုအသက်ရှင်ခဲ့ပါတယ်။ F7 တွေပြတ်ကျတိုင်းမှာလေယာဉ်မှုတွေမကပဲမြေပြင်ကအပြစ်မဲ့အရက်သားတွေပါတေဆုံးရတာမျိုးလည်းရှိခဲ့ပါတယ်။2018ခုနှစ်အော်တိုဗာလာ16ရက်ကနိုင်ငံအလဲပိုင်းမင်းဘူးမြို့အနီးမှာ F7 နှစ်စီးပြတ်ကျရမှာ လေရင်အစိတ်အပိုင်းထိမှန်လို့ငါးတန်းချောင်းသူလေးတည်ဆုံးခဲ့ရပါတယ်။အခုဒီချိန်မှာလဲပြီးခဲ့တဲ့ဂျွန်လ10ရက်ကအညာဒေသပလဲမြို့နယ်မှာ F7 ပြတ်ကျသွားတဲ့နေအိမ်ထဲကရုပ်အလောင်း3လောင်း၊ခြံဝန်းထဲကရုပ်အလောင်း1လောင်းစုစုပေါင်း၄လောင်းတွေ့ခဲ့ရတယ်လို့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကထုတ်ပြန်ထားပါတယ်။ PLA က F7 ကိုသူတို့ပြစ်ချတာလို့ကြေညာထားပါတယ်။စစ်ကောင်စီကတော့ဆက်ချုပ်ရင်ပြီးပြတ်ကျတာလို့ထုတ်ပြန်ပါတယ်။အရင်က F7 တွေပြတ်ကျမှုမှာတော့ ရာသီဥတုဆိုရလို့ဆိုပြီးထုတ်ပြန်လေးရှိပါရဲ့ရှင်